အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ဟာစနေနေ့ဖြစ်တဲ့အတွက်စနေသားသမီးအားလုံးအတွက်တပတ်စာ တားတော့ဗီဒီယိုဟောစရံကို ဟောကြားပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပြီးမယ်နော် စနေသားသမီးအားလုံးအတွက်တပတ်စာ တားတော့ပေးတဲ့ဟောစရံဖြစ်ပါတယ်။ယနေ့ဟာ၈ရက်နေ့၈ရက်နေ့ဖြစ်ပါတယ်နော်၈ရက်နေ့ဖြစ်တဲ့အတွက်၈ရက်၉ရက်10ရက်17ရက်12ရက်13ရက်14ရက်17လပိုင်း14ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်စနေသားသမီးမိတ်ဆွေတွေဒီရက်ပိုင်းတွင်မှာသူတော်ဘာရဲ့ကိစ္စတွေကို ကြားဝင်ပြီးတော့ဖြည့်ရှင်းပေးနေရတဲ့ပါတယ်နော်စီပေါ်ရေးကလည်းတင်မြော်မှန်းထားတဲ့အတိုင်းရီမှန်းထားတဲ့အတိုင်းရီမှန်းထားတာတဲ့ပို့ပြီးတော့မှ အောင်မြင်မှုတွေရရှိပါလိမ့်မယ်တင်းရဲ့စေရနာ ကောင်းမှုတင်းရဲ့သီးခံမှုပြောမစမ်းတော့တင်းရဲ့စိတ်ရင်းကောင်းမှုကြောင့်တင်းရဲ့မိတ်ဆွေတွေတင်းရဲ့လောက်ဖို့ကိုင်ဘက်တွေကအခွင့်ရယူတတ်ပါတယ်เนาะအဲ့ဒါလေးတွေကိုတော့တတိပြုစေချင်ပါတယ် မိတ်ဆွေပေါင်းသင်းတွေပေါ်များလာမယ်စီးပွားရေးလုပ်ငန်းကိန်းကန်းတွေကအရှိန်ဟုန်နဲ့အရှိန်ဟုန်ကောင်းကောင်းနဲ့တိုးတက်အောင်မြင်ခြင်းတွေရရှိပါလိမ့်မယ်နာမည်ကုန်သတင်းဘုံတကူဩဇာအာဏာတွေအရှိန်ဝါတွေရှမ်းရှမ်းတော့ကြော်ကြားလာမိအချိန်ကာလဖြစ်ပါတယ်ဝန်ထမ်းဖြစ်တယ်ဆိုရင်လဲတင်းရဲ့လုပ်ငန်းကိန်းကန်းမှာထက်လူကြီးတွေရဲ့ချစ်ခင်နဲ့တက်မှုကိုရရှိမယ်လုပ်ဖို့ကိန်ဘက်တွေရဲ့လေးစားမှုကိုရရှိမယ်အောက်လက်ငယ်သားတွေရဲ့ချစ်ခင်မှုကိုရရှိမယ်ယာရုတွေကြီးကြီးမားမား ရရှိမယ်ပြီးတော့ဝင်ငွေတွေများစွာရရှိတဲ့နေရာကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတတ်ပါတယ်နော်ကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေဘုံတကိုးတွေတိုးတက်ပြီးတော့အသင်းရဲ့လုပ်ငန်းဟာပြည်တွင်းပြည်ပထီအောင်အောင်မြင်ကျော်ကြားမှုတွေရရှိနိုင်မိအချိန်ကာလဖြစ်ပါတယ်ဒီအချိန်မှာအချိန်မဖြုံးမဲနဲ့လုံလဝီရိယဉာဏ်ပညာအားစိုက်ပြီးတော့စူးစမ်းအထုတ်ပါတေချာပေါက်ချမ်းသာမိအချိန်ကာလဖြစ်ပါတယ်နော်မိတ်ဆွေကောင်းတွေများစွာ တိုးပွားလာတတ်ပါတယ်မိတ်ဆွေအောင်းတွေငယ်တငယ်ချင်းတွေနဲ့ပြန်လည်ဆုံစည်းရမယ်ဆက်သွယ်ကောင်းတွေရရှိတတ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေဖြစ်တတ်ပါတယ်ဒီအချိန်မှာလင်မယားချင်းရန်ကြက်ကြက်ဖြစ်လေလေစီးပွားတိုးတက်လေလေအချိန်ကာလဖြစ်ပါတယ်နော်တာရဲသမီးရင်းနဲ့ပတ်သက်ပြီးတော့လည်းကံကောင်းပါတယ်တာသမီးယရနာတွေရရှိမယ်အိမ်တော်ရှင်တွေကိုဝင်ရရှိမယ်အဲ့ဒီကိုဝင်ကမွေးဖွားလာတဲ့ကလေးကမျက်နှာဖုံးနဲ့မွေးဖွားလာပါလိမ့်မယ်။တင့်ကို များစွာအကျိုးပေးမိရင်သွေးယတနာဖြစ်ပါတယ်နော်ဒီချိန်မှာရန်သူတွေကတော့မရှိပါဘူးနော်တင်ကိုကောင်းကျိုးပေးမဲ့လူတွေလမ်းကောင်းကိုညွန်ပြပေးမဲ့သူတွေနဲ့ပဲမျက်နာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့အချိန်ကာလဖြစ်ပါတယ်လူတကာရဲ့ဝိုင်းဝန်းချစ်ခင်နဲ့တက်မှုကို ရရှိတတ်တဲ့အမှုပညာလုပ်ငန်းတွေလုပ်ကင်နေတဲ့လူတွေဆိုရင်တော့ရှမ်းရှမ်းတော့အောင်မြင်ကြကြမိအချိန်ဖြစ်ပါတယ်နော် လူငယ်ရွယ်ချီရေးနဲ့ပတ်သက်ပြီးတော့တင့်ထက်ဘဝအစဉ်တန်များစွာမြင့်မားတဲ့ချမ်းသာကြွယ်ဝပြည့်စုံတဲ့ပညာတဲ့အတိုင်းဝိုင်းကသူနဲ့ချစ်သူ ဖြစ်ခွင့်ရမယ်လက်ထပ်ခွင့်ရပါလိမ့်မယ်နော် လူကြီးမိဘတွေကလည်းသဘောတူကြပါလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အနည်းငယ်အညံလေးတွေတော့ရှိပါတယ်နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေဒူနာရာနားနဲ့ပတ်သက်တဲ့ယောဂါတွေခံစားတတ်ပါတယ်နော်ဒီကာလမှာတင့်နဲ့တင့်နေတဲ့ ငွေကြေးလက်လာပါတွေငွေတွေကပေးရမကုန်လူရမခန်းဝင်လာပါလိမ့်မယ်မိဘတွေကိုကောင်းစွာပြုစုစောင့်ရှောက်နိုင်လဲမယ်ကြီးပွားချမ်းသာမြင့်အချိန်ကာလဖြစ်ပါတယ်မိဘတွေကိုစိတ်ရောကိုယ်ပါချမ်းချမ်းသာသာနဲ့ထားနိုင်မြင့်အချိန်ကာလဖြစ်ပါတယ်ပြီးတော့ဒီရပိုင်းတွင်မှာလူကြီးတန်းကြီးတွေပြုလုပ်ရလိမ့်မယ်မိမိအိမ်ကိုဘာသာရေးနဲ့ပတ်သက်တဲ့ဘုရားရှင်လူတော်တွေဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေဝင်လာတတ်ပါတယ်เนาะ ရဝေးကနေသတင်းကောင်းတွေကြားရမယ်နော်လက်ဆောင်ပစ္စည်းတွေများစွာဝင်လာတတ်တယ်အိမ်ကြီးတိုက်ကြီးနဲ့နေရတတ်ပါတယ်ဇိမ်ခံအိမ်တွေဇိမ်ခံပစ္စည်းတွေဝင်လာလိမ့်မယ်လက်ဆောင်ရတတ်တယ်တံပိုးကြီးစိန်ရွှေငွေရနာတွေလက်ဆောင်ရမယ်မိမိကိုယ်တိုင်လည်းဝယ်ယူပြစ်မယ်နောက်ဆုံးပေါ်ဇိမ်ခံကားတွေလည်းဝယ်ယူပြစ်ပါလိမ့်မယ်နော်ဒီကာလကတော့တင့်နေနဲ့လမ်းမှာခလုတ်တိုက်မိရတော့မှပဲရွှေတုံးကိုခလုတ်တိုက်မိတဲ့အချိန်ကာလဖြစ်ပါတယ်เนาะ ဇနကမင်းသားဖုံသွင်းရထားဆိုင်တဲ့အချိန်ကာလဖြစ်ပါတယ်။လူငယ်တွေဒီအချိန်မှာပညာရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းတဲ့စာမွေးပွဲအောင်မယ်၊ဂုံတူးပါမယ်၊အင်တာဗျူးတွေအောင်မယ်၊ပြည်တွင်းပြည်ပခီးတွေစီစဉ်ထားတဲ့မိတ်ဆွေတွေလည်းအောင်မြင်မယ်။လောင်းကစားလုပ်တဲ့လူတွေဆိုရင်လည်းဒီအချိန်မှာပွားပေါက်တိုးပြီးတော့မှအချီကြီးရနိုင်ပါတယ်နော်။ချက်ပေါက်ထီပေါက်ကိန်းတွေလည်းရှိပါတယ်။ဒီအပိုင်းတွေမှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခွန်ကဏ္ဍ၊တုံညကဏ္ဍဖြစ်ပါတယ်နော်။ခွန်တုံညကဏ္ဍတွေကတင့်အတွက်ကံကောင်းစေတဲ့ကဏ္ဍတွေဖြစ်ပါတယ်။ ဒီအပိုင်းတွင်းမှာကြုံတွေ့ရမဲ့ကံစားတာကောင်းတာတွေကောင်းတဲ့ကောင်းလာစေဖို့အတွက်ဖုံးတော်ကြီးចောင်းဟာဘဲသားနဲ့အုံနှိုးနဲ့ချက်ပြီးတော့ဖုံးကြီးចောင်းကိုလှူဒန်းပြီးတော့ဆူတောင်းပေးပါပြီးတော့အောင်တပြေပန်းဆယ်ညွန့်ကိုဇေဒီတော်ရဲ့မွေးနံ့တောင်းမှာသွားပြီးတော့လှူဒန်းပြီးတော့ဆူတောင်းပေးပါကံကောင်းခြင်းတွေပူပူပူ၍ပူ၍ကံကောင်းလာပါလိမ့်မယ်နော်အခုဆရာဟောကြားပေးခဲ့တဲ့တားတော်ဘေးရင်ဟောစရန်ဟာမိษွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင် ရှားရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါမိတ်ဆွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကို ပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိုင်ခါဤတပည့်ရင်းဆရာရဲမှန်အောင် ဖြစ်ပါတယ်ဆရာထံမှာဗေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ် ဘေရညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်ဒဆင်တွေပြုလုပ်ပေးပါတယ်အာမခံနေပါပြီးတော့ခြေအမသစ္စာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးတည်တံ့ညံ့နေတဲ့လူနာတွေအောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဖတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင်ပုံနကနမင်းကြီးရဲ့အစီရင်တွေစောင့်ရွက်ပေးပါတယ်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမအသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့ မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာဓုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့ယာဓုတိုးဖို့နေရာကောင်းရဖို့နော်ပြီးတော့လိန်သူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့တာသမီတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်း အချုပ်နောင်ဖန်းစည်းကနေချက်ချင်းလွမြောက်စေရန်အထူးရည်ရအစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 0956088858ပြီးတော့39968346 256ဖြစ်ပါတယ်เนาะအဲ့ဒီ39968586 ခွန်ရှိရှိရှင့်ငါရှိအဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဘီရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကျေးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘီရင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်เนาะ မလာခင်မှာဆရာရဲ့ဆရာကိုဖုန်းရင်ဆက်ပေးပါခொနရသားသမီးအားလုံးကျမ်းမှာချမ်းသာကြပါစေ